တင့်ရဲ့ယာဒီဇဝံကိုလိုက်ပြီးကိုခန္ဓာနဲ့စိတ်ကိုဘလုတ်ကြီးဆိုင်မလဲအမျိုးသမီးတဦးရဲ့ယာဒီဇဝံပြညာကြစဉ်ဟာ28ရက်ဖြစ်ပြီးဟော်မုန်းအပြောင်းလဲတွေကြောင့်ကိုခန္ဓာနဲ့စိတ်ပိုင်းဆိုင်ရာမှာတိတိတတ်တာပြောင်းလဲမှုတွေရှိပါတယ်ဒီကြောင်လဲမှုတွေနဲ့အညီစားတောက်ပုံနဲ့လေးစင်ငန်းလောပုံတွေကိုချိန်ကြီးလိုက်ခြင်းဟာဓမ္မတရားဒီလာချိန်မှာဝေဒနာတတယုံတာမကတလတာလုံးလန်းစန်းစေနိုင်ပါတယ်။ အစင်တဓမ္မတရားဒီတွေးစင်ဒီအစင်300မှ900ရခန့်ဟောင်မောင်ညာအနေဆုံးဖြစ်နေခြင်းဖြစ်၍စွဲရင်ကြစင်ပြီးကိုက်ခဲနာခြင်းမှုပင်ပန်းနှံနေမှုဘိုက်ဘွားတာတွေခံစားရနိုင်ပါတယ်ဒီလိုအချိန်မှာတန်တန်နဲ့အာဟာရဂျီဝအောင်စားပါဥပမာဗီတာမင်စီကြောဝါတော့အတိညာဟင်းနူနဲ့အနီရောင်အသားပဲအညိုညိုဒီလိုအချိန်မှာပေါ်ပါတဲ့လှုပ်ရှားမှုတွေကိုသာအဓိကထားလို့ပါ ဥပမာလမ်းလျှောက်ခြင်းယောဂအကျောလျှောက်ခြင်းတို့လိုပေါ်ပါတဲ့လှုပ်ရှားမှုတွေကခက်ခဲနာခြင်းမှုကိုသတ်သားစေပါတယ်။အစဉ်နှင့်တာဥရင်ချက်သည့်အစဉ်600မှ14ရက်ခန့်အီဆက်ထရိုဂျင်လို့ခေါ်တဲ့မဟာမုန်တွေတက်လာပြီးဆွမ်းအင်စိတ်ခံစားချက်နဲ့အာယုံဆူဆိုင်မှုတွေပြန်လဲကောင်းမွန်လာပါတယ်။တနည်းအားဖြင့်အာရင်တည်ဝလာခြင်းဖြစ်ပါတယ်။ဒီလိုအချိန်မှာပရိုတင်းဓာတ်ပါဝင်သောအစာအစာများ စိအစံညာအညင်တညာသောအစာအစာညာကိုစားသုံးသင်ပါတယ်။ပြေခြင်း၊ရေကူးခြင်း၊အလေးမခြင်း၊ခန္ဓာရဲ့အကောင်းစေသောလေ့ကျင့်ခန်းညာကိုလုံဆောင်သင်ပါတယ်။အစဉ်3တာဥကျွေတိအစဉ်14ရက်မှ15ရက်ခန့်အေးဆက်ထိုးခြင်းနဲ့တခြားဟော်မုန်များအငြင်းဆုံးထင်နေခြင်းဖြစ်ပြီးခန္ဓာကိုယ်အင်အားအကောင်းဆုံးအခြေအနေဖြစ်ပါတယ်။ဒီလိုအချိန်မှာအငြင်းတတ်များသောဟင်းသီးဟင်းရွက်ညာပရိုတင်းဓာတ်ပါဝင်သောအစာအစာညာ ဗီတာမင်ဘီပါဝင်သောအစာအစာများကိုစားသုံးသင့်ပါသည်။တည်ခြင်း၊ရေကူးခြင်း၊အလေးမခြင်းအစရှိသောစွမ်းအားသုံးရသည့်အာဂစာများကိုလုံဆောင်သင့်ပါသည်။အစဉ်၄သမတရာသည်မလာမီအစဉ်၅ရက်မှ28ရက်ခန့် progesterone hormone ညတလာပြီးရသည်မလာခင်ခံစားရသည့်ဝေဒနာတွေစတင်ခံစားရနိုင်ပါသည်။ကြိုက်ခဲတာတတစီရန်မဂနီစီရန်ကြောဝါသောအစာအစာများ တဘာဝအချိုတက်ပါဝင်သောအစာအစာညာအညင်တက်ပါဝင်သောအစာအစာညာကိုစားသုံးတင်ပြီးရေညတောက်ပေးဖို့လိုအပ်ပါတယ်။စွမ်းအင်ကြလာခြင်းဖြစ်တာကြောင့်တသောတသာဖြစ်စေသောလေးစင်ကညာကိုသာလှူဆောင်တင်ပါတယ်။ဒီအချက်လက်လေးတွေကတင်းရရာတီဆဝန်းတရှောင်းမှာပုံမိုးတသောတသာနဲ့စွမ်းအင်ဒီဝါစွာနေထိုင်နိုင်ဖို့ကူညီပေးပါလိမ့်မယ်နော်။